အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဆင်ရောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ18ရက်အင်္ဂါနေ့ညနေပိုင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဇိုင်းတိုင်းရဲ့မြို့တော်မုံရွာမှာသတင်းကောင်းရှိနေကြောင်းယနေ့မနေ့အစောပိုင်းကသိရှိရပေမဲ့လုံတဲ့ဂိုင်းနဲ့အဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်ကိုစောင့်ဆိုင်းနေတာဖြစ်ပါတယ်မင်းကမဲမှာဂျမန်လေးကပြစ်ခတ်မှုအနှံငယ်လောက်သာရှိခဲ့ပေမဲ့ယနေ့မနေ့ပိုင်းကစတင်ပြီးထိတွေ့တိုက်ပွဲတွေပြင်းထန်လာခဲ့ပြန်ပြီဖြစ်ပါတယ်။မုံရွာခြေဆက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရိုးကြကန်းခိုးသားနဲ့ကံပြားရွာတွေကိုစစ်ကြောင်းသုံးကြောင်းခွဲပြီးယနေ့မနေ့ဝင်ရောက်လာတာရှိပါတယ်။မန္တလေးတပိတ်ချင်းထီတော်မိုးလက်နက်ကြီးစခန်းကနေယနေ့ပြစ်ခတ်တိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်လျက်ရှိပြီးဗီနီယာကိုပြစ်ခတ်နေတယ်ဆိုတာကတော့စီစစ်နေတယ်ဖြစ်ပါတယ်။ငန်းတွင်ကနေပြုံးလေထောက်ဖို့တပ်ကိုရိတ်ခါရင်နှန်းတွေလာရောက်ပို့ဆောင်နေတာရှိပါတယ်။မင်းတို့မှာအမျိုးသမီးတွေစစ်မှုထမ်းမှုအာရမဆူဆောင်းနေတယ်ဆိုတာကမဟုတ်ပါဘူး။ မြို့တော်ဟာခါမှာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ဒူတိုင်မှုဘုံမှုချုပ်မိုဟိအခြေပြုနေတာဖြစ်ပါတယ်။ဟာခါမှာအခြေကျစစ်ဗျူဟာတစ်ခုနဲ့နယ်မြေကန်တိုင်ရင်အမှတ်266အခြေလင်တိုင်ရင်သာရှိတယ်ဆိုပေမဲ့ထပ်ဖြစ်တက်တွေရောက်ရှိနေတာဖြစ်ပါတယ်။တက်တွေကတော့အစုံဖြစ်ပါတယ်။ဤတိုင်ခြေဆက်အမှတ်269အခြေလင်တိုင်ရင်ရဲ့တက်ခွဲတစ်ခုအမှတ်34ရဲတပ်ရင်နဲ့အမှတ်76ရဲတပ်ရင်အပြင်အမှတ်22အခြေမြန်တပ်မဌာနချုပ်နဲ့အမှတ်89အခြေမြန်တပ်မဌာနချုပ်တို့ရဲ့လက်အောက်ခံတက်ကထုံးနှုတ်စစ်ကြောင်းတွေဖြစ်ပါတယ်။ ဟာခါရဲ့လက်နဲ့အင်အားကိုတစ်ချက်ကြည့်ရရင်ဆက်လက်နဲ့ RPG 20ကျော်60မမစိန်ပြောင်းကြီး10လက် point high သာသနာကြီး6လက်87မမနောက်ပွေ rifle RCR 3လက်တိမတရာနီဟာခါပဲဂျန်စခန်းကျောင်းမှာ4ကျူလို့ခေါ်တဲ့အတွဲလိုက်ပြစ်လေးလုံးနဲ့ဒုံးတလက်ဟာခါပြူဟာကုန်းမှာ120မမအမြောင်းလက်ခရင်ရဲစခန်းကျောင်းမှာအထိုင်ချထားတဲ့120မမအမြောင်းလက်တို့နေရာချထားတယ်လို့ထောက်လန်းသိရှိရပါတယ်။အမှတ်99 ချင်းပြန်တမဌာနချုပ်တမမှုအဖြစ်အစ်စ်တုံးမြင်ခံထားရတဲ့ဇီဝမှုဗိုလ်မှူးကြီးစိုးဝင်းထောင်းကတော့ရဟရင်ကျုံဆောင်းဆိုင်နေသေးတာရှိနေသေးတာကိုတွေ့ရပါတယ်။မခွေတာဆလင်းညုံနဲ့တညောင်ရဲစခန်းကစခန်းမှုကတော့အလင်းဝင်ရောက်လာခဲ့တာရှိပါတယ်။ကရှင်ပြည်နယ်ဖားကန်ဒေသဇနိမနဲ့ကုနာရီကမှာမော်စီစာဖျားကုန်းကနေလက်နက်ငယ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တာရှိပါတယ်။တစ်ဆက်တည်းဖားကန်တမကုန်းကနေပြီးတော့လက်နက်ကြီးနဲ့မော်စီစာဘက်ကိုပြစ်ခတ်နေတာလည်းရှိပါတယ်။မော်စီစာနဲ့ဂရီမော်ကြားထိတွေ့မှုပြင်းထန်ခဲ့တာရှိပါတယ်။ ပိုင်ရှင်မဲ့အလောင်းတွေကတော့နေရာစုံမှာတွေ့နေရဆဲဖြစ်ပါတယ်။မြင်းကြီးနားမျိုးနေရာတချို့မှာဖုန်းလိုင်းတွေပြန်လဲရရှိလာနေပြီဆိုတော့ဗမော်ဘက်က update တရင်တွေပြန်လဲရရှိလာတော့မှာဖြစ်ပါတယ်။ဘိုးတိုင်းရှေချမ်းကြောက်ကြီးမျိုးနဲ့အုတ်ရှိခင်းနဲ့အုံးမေစုကြီးကတော့ဝိုင်မှာရမန်လေးကကာဝေးအင်အားစုတွေနေနေရှင်းလင်းလှုပ်ဆောင်ခဲ့တာဆယ်လဲရရှိထားတယ်လို့သိရှိရပြီးဖြစ်စဉ်အသေးစိတ်ကိုတော့စီစစ်နေသေးဖြစ်ပါတယ်။ရှေကောင်စီကနတ်တန်ကွင်းကြောက်ကြီးလမ်းမပြတ်တတ်စေစူးစမ်းနေတာကိုလည်းတွေ့ရပါတယ်။ ဘူတိုင်းတွေကနေစစ်တောင်းတရာအစ်စ်ကိုဖြတ်ပြီးမွန်ပြည်နယ်စိုက်ထုံမျိုးတွေကိုပုံစံပြောင်းကာလာပြောင်းထားတဲ့စစ်မော်တော်ရဲ့ငှက်စီးဝင်ရောက်လာတာရှိပါတယ်။